ားခိုးတဲ့သူတွေကထူးဆန်းစွာနဲ့ကားစတီယာရင်ကိုဖြုတ်ခိုးခဲ့တဲ့အတွက်ပလယာနဲ့ညက်ပြီးတော့ကားမောင်းနေခဲ့ရတဲ့ကားပိုင်ရှင်အကြောင်းကိုဒီနေ့မှပြောပြပေးသွားမယ်။မလေးရှားနိုင်ငံမှာအမျိုးသားတူဟာကားစတီယာရင်အခိုးခံရတာကြောင့်ပလယာနေညက်ကကားမောင်းနေခဲ့ရတဲ့ဖြစ်ရဟာမလေးရှားလူမှုကွန်ရက်30သူတွေကြားမှာခရရိုက်ပြန့်နှံ့နေပါဗျ။ လေးရှားနိုင်ငံအရှေ့မြောက်ပိုင်းကီလန်တန်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့တီတာရာဘူးရှိစေယုံတစ်ခုရဲ့ကားပါကင်တနေရာမှာကားရဲ့အနားထားစဉ်စတီယာရင်ဘင်းအခိုးခံလိုက်ရခြင်းပဲဖြစ်ပါတယ်။ကားမှာမလေးရှားရဲ့အကြီးမားဆုံးကားထုတ်လုပ်သူဖြစ်တဲ့ပရိုဒူရာမှထုတ်လုပ်တဲ့ MyV model ကားတစ်စင်းပဲဖြစ်ပါတယ်။မလေးရှားရဲ့ဒုတိယအကြီးမားဆုံးကားထုတ်လုပ်သူမှာ Proton ပဲဖြစ်ပါတယ်။လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ဗီဒီယိုကိုတင်ခဲ့သူမှာကားများဆွဲယူပေးတဲ့ထရက်ကားကိုမောင်းနှင်သူဖြစ်ပါတယ်။ ၎င်းက F1 ထောင်းဝင်းဟူသောအကောင့်နဲ့လူမှုကွန်ရက်မှာတင်ပြခဲ့ခြင်းပဲဖြစ်ပါတယ်။ဗီဒီယိုဖိုင်ကို တွေ့ရတာကတော့ MyV ကားပိုင်ရှင်ကဆွဲကားထရပ်ပေါ်ကိုမောင်းတက်ရမှာစတီယာရင်မရှိတော့တာကြောင့်စတီယာရင်နေရာကိုပလယာနှင့်ညက်ကမောင်းတက်ခဲ့ပုံကိုတွေ့ရပါတယ်။ထိုဗီဒီယိုဖိုင်ကိုကြည့်ရှုမှုအချိန်ရေ3သိန်းကျော်နေပြီဖြစ်ပြီးတော့လိုက်ပေးသူပေါင်း6000ကျော်ရှိကအမျိုးမျိုးအဖုံဖုံမှတ်ချက်ပေးသူများလည်းများပြားနေပါတယ်။ဗီဒီယိုဖိုင်မှာ ငတ်စတီယာရင်ကိုဘသူခိုးသွားရလဲလို့စာတန်းထိုးထားပါဗျ။မှတ်ချက်ပေးသူများမှာမိုင်ဗီကပိုင်ရှင်ရဲ့ဖြစ်ရပ်ကိုအံ့အားသင့်မှုချက်ထိုးညံကိုသဘောကျမှုစတီယာရင်အခိုးခံလိုက်ရသည့်တိုင်အေးစိတ်တည်ငြိမ်စွာဖြစ်ရှင်းနိုင်မှုတို့နဲ့ပတ်သက်ပြီးအမျိုးမျိုးအဖွံ့ဖွံ့မှတ်ချက်ပေးကြပါဗျ။နောက်ဆုံးတော့ကားစတီယာရင်အခိုးခံရရင်ဘလို့မောင်းရမယ်ဆိုတဲ့သင်ခန်းစာဗီဒီယိုဖိုင်ထွက်ပေါ်လာပါပြီလို့ R4 R4 ဆိုတဲ့အကောင့်ကအရှုံးဖောက်မှတ်ချက်ပြုလာပါဗျ။ စတီယာရင်ဘိန်းနေမရှိရင်တေဘီဘော့ကိုလူရလေးစားပါတယ်လို့ wrestler shot ဆိုတဲ့အကောင့်က myv ကားပိုင်ရှင်ရဲ့ကြမ်းကျင်မှုကိုချီးကျူးစကားဆိုတာပါတယ်ဒီနေ့ခေတ်မှာလူတွေကပိုပြီးကြောက်ဖို့ကောင်းလာပါပြီစတီယာရင်ကိုတော့ခိုးလာကြပါပြီလို့ sahamara ဆိုတဲ့အကောင့်ကမှတ်ချက်ပြုထားပါတယ် post ပိုင်ရှင် app 1ထောင်းရင်အကောင့်က comment မှာ reply ပြန်ထားတာကတော့ myv ကားကိုကားပိုင်ရှင်က၎င်းအလုံးလုံးတဲ့ဈေးရုံရှိမှာရန်နာထားခြင်းဖြစ်ကြောင်း ကားရှိရာသို့ပြန်လာချိန်တွင်ရှင်မောင်းပတ်ချမ်းမှမှန်မှကွဲနေပြီးတော့ကားကောင်းကန်းနဲ့ချင်းနှင်းချမ်းပြင်းတို့တွင်မှန်စများပြန့်ကျဲနေသည်ကိုတွေ့ကြရကြောင်းကားရှိရာတွင်မရှိတော့သည်ကိုလည်းတွေ့လိုက်ရကြောင်းပြောပြပါရစေ။ ကြီးရှင်နေကြတဲ့ချစ်ပရိသတ်ကြီးတို့ရဲ့ချစ်ပရိသတ်ကြီးတို့အနေနဲ့ရောကားရဲ့အဓိကအစိတ်ပိုင်းတွေခိုးခံရပါကအရေးပေါ်ဘလိုမျိုးဖြည့်ရှင်းသင့်တယ်လဲဆိုတာသိထားရင်လည်းတခြားသူတွေသိအောင်ပြောပြတော့ကြပါအောင်နော်ကြီးရှုအားပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုဖို့ဒီ channel ကို like and subscribe လေးလုပ်ပေးကြပါအောင်နော်